တော့ဦးဇင်းတို့ပြောချင်တာကမန္တလေးမြို့မှာ ဖြစ်လိုက်တိုင်းများမှုဖြစ်လိုက်တိုင်းပြည်သူစစ်တွေကိုခေါ်စစ်တယ်ပြည်သူစစ်တွေကိုမတင်ကားကြီးတယ်ပြည်သူစစ်ခေါ်မိတယ်။အော်မီတာသန်ခိုင်မှုဆိုလည်းဒီတိုက်မဲ့ပြည်သူစစ်ကိုတများမှုနဲ့ခေါ်စစ်တယ်ရိုက်တယ်။ဟုတ်လား။ရမ်းနဲ့နာတယ်ရမ်းနဲ့နာတယ်။စိတ်မကောင်းတာကဦးဇင်းတို့ကအဲ့လိုမကျေနပ်လို့တိုက်လိုက်လို့ရှိရင်သူတို့တို့လူချင်းချင်းရေးမရှိဘူး။ဒါပေမဲ့ဒါခဏခဏတည်းတယ်ခင်ဗျားတို့ဖြစ်နောက်တိုင်းတိုက်တိုက်နောက်တိုင်းဖြစ်သွားရင်လည်းခေါ်စစ်အောင်ပါပဲခင်ဗျားတို့က။အန်ဒီယားစစ်နဲ့စစ်အောင်ပါပဲ။ ဟုတ်ကဲ့ကျွန်တော်ညီကိုမောင်နှမများအားလုံးပဲမေလ18ရက်နေ့ရဲ့ညပိုင်းတင်ဆက်မှုလေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒါကျွန်တော်ဒီညပိုင်းအတွက်စီရီတည်င်းကောင်းလေးတွေနဲ့ဒီနောက်မှာဝါရင်စီရီနိုင်ငံရေးလေးလာတုံသက်သူတွေရဲ့ပြောစကားလေးတွေကိုကျွန်တော်သွားပြီးတော့နားထောင်ကြည့်လိုက်အောင်ညာ။ကဲတော့ပထမဆုံးတည်င်းကောင်းလေးတစ်ပုဒ်ကတော့ဒါကျွန်တော် YouTube မှာလည်း post တင်ထားပြီးတော့ဗောနော။တို့တို့ဒီစစ်ခွေးတက်တဲ့ကလေတက်ဘူကြီးဆိုတဲ့ကောင်အတီးခံရတဲ့တည်င်းလေးဗောနော။ အဲ့ဒါကတော့တောင်တာမြို့နယ်မှာလက်ဖက်ရည်တောက်နေတဲ့ပြန်တန်းဝင်အမှတ်426ရက်လီဒက်ဘူကြီးကြည်ဖင်လင်းနဲ့သူ့ရဲ့တပည့်ကိုဒီကနေ့မနက်9:55မိနစ်အချိန်ခန့်မှာပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အမှတ်715အဖွဲ့ကပြစ်ခတ်ဆင်းလင်းခဲ့တယ်လို့ဒါကျွန်တော်ကနဦးသိရတော့ဗောနော်ဒီကောင်တွေကတင်စီရမိခဲ့တဲ့ဒီလက်နက်ခဲရန်တွေနဲ့ဒီဖုန်းတွေပြီးတော့သူ့ရဲ့ဒီကပ်ပြားတွေဗောနော်ဘေးနားမှာဒါကျွန်တော်ချပြထားပေးပါတယ်ကဲတော့နောက်ထပ်ကျွန်တော်ကိုချီရိုးဘက်ကတည်င်းကောင်းလေးကလည်း ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ကမလကျွန်းရအနီးတပ်ဘွဲကနေထွက်ပြေးသွားတဲ့အကြံဘတ်စစ်ကောင်စီတပ်ရဲ့ခက်လိုက်ရ၃လေးကတွက်ချက်ကြီးမြစ်စော်ဆိုသူကိုသူတို့ဒီအကြံဘတ်စစ်ခွေတက်ထရပဲပြန်လဲဖမ်းဆီးပြီးတော့တပ်ဖြတ်ခံလိုက်ရတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ကြောက်ဖြူမြို့ဂုံးချိန်တပ်နဲ့မလကျွန်းစုအနီးနားဝန်းကျင်မှာဖြစ်ပွားခဲ့တဲ့တပ်ဘွဲအတွင်စစ်တမ်းမှာတိုက်ခိုက်နေတဲ့ခက်လိုက်ရ၃လေးကတွက်ချက်ကြီးမြစ်စော်အပါဝင် အကြံပတ်စစ်သားခုနှစ်ယောက်ဟာယခုရပိုင်အတွင်ထွက်ပြေးနေစဉ်မလကျွန်းအနီးနားကတရုတ်တပ်အားဖြန့်ဖြူးရေးစက်ရုံပတ်ဝန်းကျင်အနီးနားအရောက်မှာပဲစစ်ကောင်စီဘက်ကဖမ်းဆီးပြီးတက်ချက်ကြီးဆိုသူကိုတပ်ဖြတ်လိုက်တာဖြစ်တယ်လို့စစ်ကောင်စီနဲ့နှိစက်တဲ့တရင်မိတွေကလည်းအတည်ပြုပြောဆိုထားပါတယ်။ကဲတော့အခုလိုထွက်မပြေးဘဲနဲ့ဒါကျွန်တော်တော်လိုင်းတက်ဖွဲ့တွေဘက်ကိုလာပြီးတော့အလင်းဝင်ခုလုံခဲ့မယ်ဆိုရင်တော့အခုလိုအဖြစ်ဆိုးနဲ့ကြုံရမှာတော့မဟုတ်ဘူးပေါ့နော်။အခုတော့လည်းဘယ်တက်နိုင်မလဲသူတို့ဒီအကြံပတ်စစ်ခွေတက်ပြန်ဖမ်းမိပြီဆိုတော့တခါလေလက်စအဖျောက်ခံရတာပေါ့နော်။ ဆက်ဆက်ပြီးတော့လေအာရခတ်တတို့ AA နဲ့ပူးပေါင်းတက်ဖွဲ့တွေကငတိုင်းချောင်းမြို့အခြေဆိုင်အမြောက်တပ်အမတ်တ3လေးလေးကိုလာမဲ့မေလ22ရက်နေ့မှာအပိသက်သိမ်းမယ်လို့သတင်းတွေထွက်ပေါ်နေတဲ့အတွက်ကြောင့်ဒေသတွင်းစစ်မီကူလာမာကိုစိုးရိမ်ထိတ်လန့်ပြီးဒေသခံတွေထွက်ပြေးတင်းဆောင်သွားပြီးလို့ AAWD တိုင်းစစ်ရေးသတင်းမြစ်တအူးကပြောဆိုထားပါတယ်။ယခုလက်ရှိမှာရေးကြီးငတိုင်းချောင်းလင်းမြနာနဲ့အင်ကပူမြို့နယ်တွေကဒေသခံတွေအနေနဲ့တက်ဘွဲတွေကျေပြန့်လာမာကိုစိုးရိမ်ပြီးထွက်ပြေးတင်းဆောင်မှုတွေဆီလာတယ်လို့သိရပါတယ်။ အမြောက်တက်3လေးအနီးမှာလဲစေးတွေတင်းမာနေတဲ့အတွက်လက်စီမှာတော့ပသိမ်မုံရကားလမ်းကိုပိတ်ထားပြီးအရေးကြီးတဲ့ကားတွေမှာအပကြံတဲ့ကားတွေကိုတွာလာကွင်းတွေပိတ်ပင်ထားတယ်လို့လည်းသိရပါဗျ။နောက်ထပ်သတင်းကောင်းလေးကလည်းဒီရမဲသိန်းတဲ့ပခုတ်ကူမြို့နယ်တို့မှာစစ်တပ်စစ်ကြောင်းတွေကိုတိုက်ခိုက်မှုမှာစစ်သား9ဦးသေဆုံးခဲ့တဲ့သတင်းလေးကတော့ပြီးခဲ့တဲ့မေလ10ရက်နေ့မှာမန္တလေးတိုင်းရမဲသိန်းမြို့နယ်အမြန်လန်းအနောက်ဘက်လွှာစင်တိုက်နယ်အုပ်စုကြောက်အိုလီကျွတ်အစိပတ်ရဲစခန်းအနီးမှာထွက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့ကြောက်အိုလီကျွတ်အနောက်ဘက်တမိုင်ခန့်အကွာမှာ တိုက်တောင်ပြည်သူကာကွယ်ရေးရမဲတင်ခရင်ပကပရုံစကန်းကိုမိစုဖျက်ဆီးဖို့လာတဲ့အကြံပတ်စစ်တပ်စစ်ကြောင်ကိုတော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲတက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီမိုင်းဆွဲတက်ခတ်မှုအတွင်းအကြံပတ်စစ်တပ်ဘက်မှစစ်သား6ဦးသေဆုံးခဲ့ပြီး2ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကတော်လိုင်းရဲဘော်တွေအထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ ဆက်ပြီးတော့လဲမေလ14ရက်နေ့နဲ့16ရက်နေ့တွေမှာပခုတ်ကူမျိုးအနောက်ဘက်စင်မကန်ပြည်သူစစ်ရွာအတွင်းစစ်ကြောင်းထိုးဝင်ရောက်နေတဲ့ပခုတ်ကူတပ်မတ်တစ်တုံညာတပ်မတ်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီးတွေစီရာကိုကော်ပိုရာ1နဲ့ပူးပေါင်းအဖွဲ့တွေကနှစ်ရက်အတွင်း rocket ၅လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။နှစ်ရက်တာတိုက်ခိုက်မှုအတွင်းတော်လိုင်းတပ်ဖွဲ့ဝင်တွေပြစ်ခတ်လိုက်တဲ့ rocket ကြီးတွေကြားရောက်ပောက်ကွဲမှုကြောင့်ပြည်သူစစ်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်ဒိဆုံးမှုရှိခဲ့ပြီးအသေးစိတ်ကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။ ဲတော့တင်ဆက်ပေးခဲ့တဲ့ဒီမြေပြင်စစ်ရေးသတင်းကောင်းတွေကတော့ဒီလောက်ပါပဲ။ဒီနောက်မှာပထမဆုံးဒီအိုရင်းတွင်းရစာတင်ကြောင်းကိုလေကြောင်းကနေဘုံကျဲတက်ခတ်ခဲ့ပြီးတော့သူတို့ဒီလေတက်ထရကောင်တွေနဲ့သူတို့မိသားစုဝင်တွေဒါကြောင့်တော်လိုင်းတက်ခွက်တွေရဲ့တပ်ဖြတ်ခြင်းကိုခံရမှာကြောက်ပြီးတော့နော်။တက်တွင်ထဲမှာသွားပြီးပုံနေရတယ်ဆိုတော့ကိစ္စနဲ့ပတ်သက်ပြီးကိုယ်စလေးပြောပြထားလေကိုကျော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာတော်လိုင်းရေးတက်ဖွဲ့တွေကဒီလေချောင်းတိုက်ခိုက်ခံနေရတာကိုပြန်ပြီးတော့တုတ်ပြန်မှုသူတို့အခုလှုပ်ဆော်လိုက်တဲ့အခြေအနေမှာ ဟိုဖက်ကင်မရတော့လဲအဲနှက်တိုက်ရှာမယ်ပေါ့လေနော်နှက်သားမိတွေနှက်ဥတွေအကုန်ခွဲမယ်ပေါ့လေဖက်ကင်မရရင်နှက်တိုက်ရှာဖြတ်မယ်ပေါ့ဆိုတော့ဒီတော်လိုင်းကြီးတပ်ဖွဲ့တွေရဲ့ဟိုအဲလှုပ်ဆောင်မှုကတော်တော်ထိရောက်တယ်လို့ပြောရမယ်စက္ကစတော်တော်ကြောက်သွားပြီးတော့ဘာဖြစ်လိုက်လဲဆိုတော့အာမနေ့ကပေါ့ဗျာဒီစစ်ကောင်စီလေဓာတ်အတွင်းမှာရှိတဲ့လေဓာတ်အရာရှိနေစစ်တီများအားလုံးရဲ့ Facebook နဲ့နော် ဒီ TikTok စတာတွေအသုံးပြုတာကိုတဲ့ကန့်တတ်လိုက်ပြီတဲ့နော်အာဒီစစ်ဘက်ဆိုင်ရာအရာရှိတွေဒီ TikTok တွေအာတုံးဖို့ Facebook တွေတုံးနေဖို့အဲ့ဒါတွေဟိုဟိုဘယ်လိုပြောမလဲမပေးတုံးတော့ဘောဗျာလောက်ရောက်ခံလိုက်လို့ရမှာစိုးလို့အဲဒါလေးကလည်းဟိုမျက်ကင်မရတော့လဲမျက်တိုက်တွေအဖြတ်ခံရပြီမျက်ဥတွေကွဲမှာကြောက်လို့နေတူတယ်နော်အဲ့ဒါဆက်ပြီးတော့ကျွန်တော်ဆက်ပြောခြင်းတယ်အခုက ကျွန်တော်နားလေတာကစကစကတူကဟိုမြေပြင် ground တက်ဖွဲ့မရှိတော့ဘူးမြေပြင် ground တက်ဖွဲ့ကလည်းအရန်အားနေနေတယ်တဲ့ချန်နောက်နှစ်ချက်ကမြေပြင်မှာရှိနေအခုကရင်ပြည်နယ်ကစခန်းနေဆိုရင်ဗျာဟိုဘယ်လိုပြောမလဲတိုက်တာနဲ့ကြတယ်ဗျာဘာလို့ရိတ်ခါမပို့နိုင်တော့ဘူးကရင်ပြည်နယ်ဆိုရင်အခုဆိုရဟတ်ရင်ပြန်တန်းတာတို့ရဟတ်ရင်အနှိပ်ပြန်တန်းတာတို့တခါရဟတ်ရင်ပြစ်ချခံရရတဲ့ကရိတ်ခါသွားပို့လောက်မဲ့ရဟတ်ရင်မျိုးတွေမတုံးရဲတော့မတုံးရဲတော့အဲ့တို့စခန်းနေမှာရိတ်ခါတွေငါပြတ်တောက်နေတယ် ်ဆေးဝါးတွေပြတ်တောက်နေတယ်။ကျွန်တော်ဆိုလိုချင်တာကတို့ဒီ supply ကိုတေချာမလုပ်ပေးနိုင်တော့ဘူး။မလုပ်ပေးနိုင်တဲ့အခါကျတော့ဟိုကောင်တွေကငတ်ပြတ်နေတဲ့အခါကျတော့တက်တိုက်တာနဲ့ထွက်ပြေးမယ်လက်နဲ့ချမယ်အဲအဲ့လိုမျိုးပေါ့လေ။ဒါမှမဟုတ်လည်းအလင်းဝင်မယ်။အဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗာတိရလဲဆိုတော့အဲ့ဒီထိုင်းနိုင်ငံဘက်ကိုပြေးသွားတဲ့စစ်အရာရှိတစ်ယောက်ကကျွန်တော်အကြောင်းတစ်ခုရပေါ့လေ။အဆက်တွေရတော့သူ့နည်းနည်းလေး view ကြည့်တော့အဲ့ဒီစစ်ရရှိကိုကျွန်တော်ကမေးတယ်။ तू ကဘူကြီးအဆင့်မှာ။ तू ကလက်နဲ့လည်းမချဘူး။အော ဟုတ်တယ်။အာပြီးတော့အညံ့လည်းမခံဘူး။ဒါပေမဲ့သူကစခန်းတော့ဆွတ်လွတ်ခဲ့။သူကကျွန်တော်မေးတယ်။ခင်ဗျားဘာဖြစ်လို့အဲ့လိုဖြစ်ရတာလဲလို့ခင်ဗျတိုက်ပေါ်လို့ဒါမှမဟုတ်လည်းခင်ဗျလက်နဲ့ချလိုက်ပေါ်လို့ကျွန်တော်သူကဘာလို့ကျွန်တော်ကလက်နဲ့ချခြင်းနဲ့တဲ့အဲ့ဒါနဲ့ကျွန်တော်ကမေးတယ်အထက်ရရှိကြောက်ခင်ဗျမချတာလားမဟုတ်ဘူးတဲ့ကျွန်တော်တို့လက်နဲ့ချတာနဲ့တဲ့ဟိုဟိုအလင်းဝင်တာနဲ့တဲ့သူတို့ကရုတ်တန့်နေရိုက်ပြီးတော့လွှင့်တော့ ဟိုဘက်မှာရှိတဲ့အဖေအမေတွေညီကိုမောင်နှမတွေဆွေစဉ်မျိုးဆက်အကုန်ဒုက္ခရောက်ကုန်တာတဲ့အာကျွန်တော်တို့ပါနေလဲဆိုတော့ဒီ PDF တွေတိုင်းရင်းသားတွေလုတ်တဲ့ပုံစံကသူတို့ကတော့အဲ့ဒီလောက်ရည်ရွယ်ပြီးလုတ်တာတော့မဟုတ်တော့ဘူးလို့ကျွန်တော်ထင်တယ်အာဒီဘိုကြီးလက်နဲ့ချလာတယ်ဒီဘိုကြီးအာဒီအလင်းဝင်လာတယ်ဗောလေဒါကိုအများပြည်သူသိအောင်ねတက်တွင်းကသူတွေသိပြီးသူ့လိုအလင်းဝင်လာအောင်ဆိုတော့ရည်ရွယ်ချက်မျိုးနဲ့အင်တာဗျူးလုပ်ပြီးတော့ထုတ်လွှင့်တယ်လို့ကျွန်တော်ကိုယ်ရှယ်လေးနားလဲတယ် ဒါပေမဲ့အဲ့ဒီဘိုးပြောက်ကသူကလက်လက်လည်းမချဘူးအလင်းလည်းမဝင်မနဲ့ထိုင်းဘက်ကိုထွက်ပြေးသွားတယ်ပေါ့ဗျာထွက်ပြေးသွားပြီးတော့အဲ့ထိုင်းထောက်လိုက် တက်ဖွဲ့တက်ဖွဲ့ရနေအဲခေါ်ယူထားပေးပြီးတော့သူအမှခဏခိုးလုံနေတဲ့အချိန်မှာကျွန်တော်ကအဆက်အသွယ်ရပြီးမေးကြည့်တော့မဟုတ်ဘူးလေကျွန်တော်အလင်းဝင်ကျင်နေတဲ့ဒီဘက်ကိုတဲ့ဒီဒီဒီအာတိုင်းရင်းသားဒီဘက်ကိုဒါပေမဲ့ကျွန်တော်တို့ကိုအင်တာဗျူးပြီးတော့ online ပေါ်ပြန်တင်တော့တဲ့ဟိုဘက်ကဆွေးစင်မျိုးဆက်အကုန်ဒုက္ခရောက်ကုန်တာတဲ့အဲ့ဒါအဓိကဖြစ်နေတယ်တဲ့ အခုအဲ့ဒီစစ်တပ်ကဖြစ်နေတဲ့ဥစ္စာကအခုလေတပ်ကိုဒီလူမှုကွန်ရက်တုံးဆွဲမှုကိုအခုကန့်တက်လိုက်တယ်ဗျာအဲအဲဘလောက်တောင်သူတို့ဟိုလက်သွားလဲဆိုတော့အခုကနှက်ကင်နှက်ကင်နဲ့နှက်ကကင်မရတော့အတိုက်တွေဖြတ်ဥတွေခွဲတော့မှလေလေတပ်ရာရှိနေစစ်တီများရဲ့တဲ့နော် profile lock ချထားပြီးတော့နော်အဲ့ဒီ profile lock ဒီလုတ်လုတ်ထားရမယ်ဘောလို့နော်ရခင်ကလေတပ်နဲ့ဆိုင်တဲ့တင်ထားတဲ့အကြောင်းအရာတွေရှိရင် ဖြတ်ပြစ်ရမယ်လေဟုတ်ပါလေ Facebook မှာ AI ရှိတယ် Okay တုံးဆွဲသူကတော့ကြည့်လို့မရဘူးပေါ့နော် Facebook data မှာတော့ခင်ဗျားတို့ဖြတ်လိုက်လေရှိနေတယ်ဗျဒါတော့တိအောင်ပြောပြမယ်အခု Facebook မှာ AI meta ပါလာတယ်เนาะအဲ့ဒါလည်းသိဖို့လိုတယ်เนาะဒီကောင်လေးအာပွပွလေးလေးပြောရင်ဗျာဖြတ်လိုက်လေခင်ဗျားတို့စီမှာတာမမြင်ရတာဒါပေမဲ့ Facebook data ထဲမှာတော့မပြတ်သွားဘူးဗျဟုတ်ပြီเนาะအဲ့လိုမျိုးအဲ့လိုမျိုးနောက်တစ်ခုကသူက latent အကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်ပြီးတဲ့နောက်မှာတဲ့ ကိုက်လေရဲ့မောင်ပိုက်တော့အများရဲ့မိဘနဲ့ဆွေမျိုးအရင်းများကိုတက်တွင်းလို့နေထိုင်ခွင့်ပြုတ်ထားတယ်လို့သိရတယ်တဲ့ဒီတိုက်လေရဲ့ဟိုတနေ့ကပေါ်သွားတဲ့ရုပ်ကအဲ့ဒီမိသားစုညီကိုနှစ်ယောက်ရဲ့ရုပ်ကအဲ့ဒါအသေးချာပဲအခုဆိုရင်ချက်ချင်းစစ်တပ်ကအဲ့ဒါကိုတွတ်ပြေးကောက်ပြီးတော့စစ်တပ်ကိုခေါ်ထားတဲ့အချိန်ကြီးရောက်သွားပြီဟိုဟင်းတကာကပွဲရုံပိုင်ရှင်တို့ဘာလို့ပေါ့ဗျာကဲတော့ငါတို့ပြည်သူတွေကိုလေချောင်းကနေတတ်ချင်းတို့တတ်နေတဲ့ကောင်တွေကနော်မင်းတို့ရဲ့မိသားစုဝင်တွေကြတော့တိတ်မှတော်တော်လေးကိုကြောက်ကြတယ်ပေါ့ဟုတ်လားဟမ် စိတ်ချမင်းတို့ကောင်းနေဘယ်လိုပဲပပုံတနေ့နေ့တစ်ချိန်ချိန်တော့မင်းတို့မိသားစုဝင်တွေပါမကြမ်းအကုန်လုံးအတိုက်ဖြတ်ခံရမှာပဲနော်ငါတို့ပြည်သူလူထုတွေကိုမင်းတို့ဘယ်လောက်ထိတပ်ဖြတ်ရက်ဆက်ခဲ့လဲဆိုတာမင်းတို့ကိုယ်ကိုမင်းတို့အသိဆုံးပဲပေါ့နော်အဲ့တော့ခနာကိုစေလေးပြောထားတဲ့အထက်မှာတို့ဒီအကြံပတ်စစ်ခွေးတက်ထရေကောင်တွေကဒါကျွန်တော်တော်လိုင်းတက်ဖွဲ့ရဲ့ဘတ်ချံကိုအလင်းဝင်လာခြင်းနဲ့ဆိုပေမဲ့ဒါကျွန်တော်ဘတ်ချံကအင်တာဗျူးခဲ့ရင်တော့တို့ရဲ့မိသားစုဝင်တွေပါအကုန်လုံးဒုက္ခရောက်ရမယ်ဆိုပြီးတော့ဒါခနာကိုစေလေးပြောထားတာပေါ့နော်အဲ့ဒါတော့ဘယ်လိုပြောရမလဲအခုလိုဖန်ခံထိမှပဲဒီလိုအတန်ထွက်လာတာပေါ့နော် ဟိုစင်ကြေပေးတယ်လို့ပဲပြောရမှာပေါ့ဘာလို့လဲဆိုတော့မင်းတို့ကိုယ်နှက်ကအလင်းဝင်လာချင်းနဲ့ဆိုရင်ငါတို့တော်လိုင်းတက်ဖွဲ့တွေဘက်ကလည်းအကုန်လုံးထိထိတသိမ့်နဲ့လှုပ်သွားပြီးတာပဲဒါငါတို့တော်လိုင်းတက်ဖွဲ့တွေအနေနဲ့တရင်ဖုံးမေးသိရင်မင်းတို့ဖုံးမေးမှာပဲเนาะဘသူမှလည်းရောက်တိုင်းကိုအင်တာလိုက်ပြူးနေတာမဟုတ်ဘူးเนาะအဲ့တော့ဘယ်လိုပြောရမလဲဒီ time batch ကိုထွက်ပြေးသွားပြီးတော့ဒါ time anna ဘိုင်တွေကပြန်ဖမ်းမိပြီးမှဒီဘက်ကိုပြန်ပို့တယ်ဆိုမှပဲဒီလိုအတန်တွေကထွက်လာတယ်ဆိုတော့เนาะ ကဲနောက်ထပ်ဒီ FPNCC အစည်းအဝေးနဲ့ပတ်သက်ပြီးတော့နောက်ထပ်ဒီ30နှစ်ခွန်စစ်စင်ရေးလို့ပုံစံမျိုးစစ်စင်ရေးအစ်တတခုထပ်ပြီးထွက်ပေါ်လာမလားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နော်ဒါကျွန်တော်တို့ဥတန်းစိုးနိုင်ပြောပြထားတယ်ကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာအဲ့တော့ FPNCC ခုနှစ်ခွဲလုံးကြားမှာပေါ့စီးရေးနိုင်ငံရေးစဉ်းစားချက်တွေကဘယ်လိုမျိုးဆုံးဖြတ်နိုင်လဲဘယ်လိုအမြင်ရှိနိုင်လဲကျွန်တော်အမြင်ရတော့နော်ဒီဆွေးနွေးပွဲမှာ DNLA နဲ့စစ်ကောင်စီကြားရဲ့ဆွေးနွေးပွဲပြတ်သွားတဲ့ကိစ္စလည်း မုတ်ချပါလိမ့်မယ်လို့တော့ကျွန်တော်ယူဆပါတယ်။အဲတော့ဒီလိုပြက်သွားတဲ့အကြောင်းကလည်းစစ်ကောင်စီကတိတ်တာတဲ့မြို့ငါးမြို့တောင်းဆိုတဲ့အတွက်ပြက်သွားတာ။အဲတော့အဲ့လိုပြက်သွားတဲ့အကြောင်းကဘိုးကုတ်ဘိုးမိတ်လို့နေရာမျိုးဆိုလို့ရှိရင်ဒါကတရုတ်ကဖြစ်ချင်တဲ့မူဆယ်မန္တလေးကုံသွယ်ရေးလမ်းကြောင်းကိုရှင်းလင်းရေးနဲ့ဘာမှမဆိုင်တဲ့အတော်လေးကိုအလွန်ကျူးเนาะကျွန်တော်တောင်းဆိုတဲ့ကိစ္စဖြစ်တယ်လို့ဒီဆွေးနွေးပွဲပြက်သွားတယ်လို့ယူဆရပါတယ်။ဒါပေမဲ့တရုတ်ကတော့သူ့ရဲ့ မူလဟုတ်တီချက်ဖြစ်တဲ့ဘူဆယ်မန်လီကွန်စီစီလမ်းကြောင်းဆက်ပြီးတော့ပုံဖော်နိုင်ရေးအတွက်တော့မလွဲမသွေထပ်ပြီးတော့ဒီစီဝေးကိုကျင်းပလိမ့်မယ်နော်ကျွန်တော်တို့ TNL ကိုလည်းအ ਨੇ စုံလာရှိုးလိုပဲကြောင်မဲတီဘောကနေသုတ်ခွာပေးလို့တော့ PRP ပြောဆိုလိမ့်မယ်လို့ထင်ပါတယ်โอเคအဲ့ဒီနေရာမှာဟိုဆိုလိုချင်တာ FNCC မှာအဓိကခေါင်းဆောင်ဝါပေါ့နော်အင်အားလည်းကြီးတယ်တရုတ်နဲ့လည်းအရန်နှီးဆက်တယ်အခုလိုအခြေအနေမျိုးဖြစ်လာရင်ဒီလိုမျိုးတရုတ်နဲ့နှီးဆက်တဲ့အဓိကဝါဘယ်လိုမျိုးကြားဝင်ပြီ ဟိုစောင့်ကပေးနိုင်လေဒါမှမဟုတ်တရုတ်ပြောတဲ့အတိုင်းပဲ तू ကသူတို့လည်း line နာမယ့်အနေထားလားသက်ဆိုင်ရာ TNL တို့ပါတော့အနေနဲ့တရုတ်သဘောထားကိုဘွားကပြောပြပြီးတော့ပြည်သင်ဖြစ်တဲ့ကိစ္စတော့နော်ပြောပါလိမ့်ဒါပေမဲ့ခုနကျွန်တော်ပြောတဲ့မိုးကုတ်မိုးမိတ်လိုကိစ္စမျိုးကတော့ဒီဝါပွဲရတယ်လက်ခံမှာမဟုတ်ပါဘူးဒါကြောင့်မို့ကျွန်တော်တို့ကြောင်မဲတီဘောဟာလာရှိုးရဲ့ကံကြမ္မာမျိုးဖြစ်လာနေတယ်တို့တော့စစ်ကောင်စီဘက်က မြုံငါမြုံမရမနေဆက်ပြီးတောင်းဆိုတာနဲ့နော်ကျွန်တော်တို့ဒီ DNA လေးတက်အားလုံးနမ်ဆန်တွိုက်မှာစူးစိပေးဖို့ဆိုတဲ့ကိစ္စတော့ဖြစ်ကုန်ဖြစ်နေပါဘူးအဲ့ဒီကိစ္စဆက်ထပ်ပြီးပြောလာလို့ချင်းလဲစီဝေးပြည့်ရုံပဲရှိမယ်လို့ကျွန်တော်တို့ယူဆပါတယ်ခင်ဗျဘွားကလည်းပြုတ်ရဲ့သဘောထားကိုသူ့အနေနဲ့ကိုစားပြုပြီးတော့ပြောဖို့တောင်းဝန်ရှိပြီပဲသက်ဆိုင်ရာအခွင့်အရေးကအထူးသဖြင့် DNA လေးကနေပြီးတော့လက်မခံနိုင်တဲ့အတိုင်းအတာတွေဒီအလျှော့ပေးလိုက်ရောရောဖို့အတွက်ဘွားကတော့ပြားပေးစရာမရှိပါဘူး အဲ့ဒီ PRP မှုတရုတ်စီကပဲလာစရာရှိမယ်လို့ထင်ပါတယ်ခင်ဒီခုနှစ်ဖွဲ့လုံးအနေနဲ့ပေါ့နော်မဟာမိတ်အစုဖွဲ့လိုက်စစ်ကောင်စီကိုတုံ့ပြန်ဆက်ဆံတာမျိုးရောအနာဂတ်မှာအမြင်တွေ့ရလာနိုင်လားအခုရှိတာက FBNCC စီဝေးကိုနောက်ဆုံးလုပ်ခဲ့တာ2022ခုနှစ်တုန်းကလုပ်ခဲ့တာ2022ခုနှစ်တုန်းကလုပ်ခဲ့တာရဲ့အဓိပ္ပာယ်ကတော့ကျွန်တော်နောက်ဆက်တွဲဖြစ်ခဲ့တဲ့ပြဿနာတွေရကြည့်လို့ရှိရင်တရုတ်ကနေပြီးတော့ကြားဖြန့်လုပ်ငန်းတွေနှိမ်နှင်းမှုအတွက်ညီနောင်၃ဘက်နဲ့ဆွေးနွေးညီနိုင်ပြီးတော့အဲ့ဒီမှာရှမ်းမြောက်ဒေသ တစ်တုံညာနှစ်ခုစီမံကိန်းစီလုံရှာမှုစပြီးတော့ဖြစ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီဒီဂျင်း FNCC ဟာရထောင်း25ခုနဲ့မှာအပွဲအားလုံးစုံစုံညီညီတွဲဆုံပြီးတဲ့နောက်မှာ FNCC အဖွဲ့အနေနဲ့နောက်ထပ်တစ်တုံညာနှစ်ခုစီလုံရှာမှုမျိုးနော်ပေါ်လာနိုင်သလားဆိုတာလည်းစဉ်းစားမှုတွေရှိကြပါတယ်။ဒါပေမဲ့အဲ့ဒီစဉ်းစားမှုတွေကလက်ရှိအခြေအနေရတော့ဖြစ်နိုင်ချေနည်းတယ်လို့ကျွန်တော်တို့ယူဆပါတယ်။သို့တော်ညာလည်းအပြပြောဖို့တော့အခက်ပါတယ်။ ။အားကြောင့်လဲဆိုတော့ဒီကတော့သူ့ရဲ့စီးပွားရေးဆိုင်ရာအကျိုးမြတ်တည်အတွက်သူကဒီနေ့အဓိကပြားပေးနေတာဖြစ်တဲ့အတွက်ခုနကလူတစ်တုံညာနှစ်ခေါ်စီမံငင်းကြီးလို့စေးလှူရှာမှုပြည်တွင်းမှာပေါ်ပေါက်လာဖို့ဆိုတာအလားလာတော့နေပါဒါပေမဲ့အဲ့လိုအခြေအနေတွေများဖြစ်လာမလားလို့မျှော်လင့်တာလေးရှိပါတယ်။ဘာကြောင့်လဲဆိုတော့ပြည်တွင်းမှာကဟို NUG ရောဒိုင်းသားလက်နက်ကိုင်ဖွဲ့တွေရောပေါင်းစည်းဖို့အတွက်ကြိုးပမ်းနေတယ်လမ်းကြောင်းတွေတော်တော်လေးပေါ်လာနေတဲ့အခြေအနေဖြစ် အဲ့ဒီအချိန်ဒီမှာကျွန်တော်တို့ FBMCC ကနေပြီးတော့ဒုတိယတစ်သုံးညာနှစ်ခွန်ဒီမှာငင်းလို့ဒီမှာငင်းမျိုးသားထပ်ပေါ်လာမယ်ဆိုရင်တော့လူဟုတော်လိုင်းရဲ့အနေအထားကတစ်စစ်ချိုးပြောင်းလဲသွားမယ်အနေအထားရှိတယ်ယူဆချက်ရှိပါတယ်ဖြစ်နိုင်ခြင်းနဲ့ပဲပဲပြည်သူတွေကတော့ညှော်လင့်နေတယ်လို့ကျွန်တော်ကပြောပြချင်တဲ့သဘောပါအဲ့ဒီအရဲစန့်ကျင်ဘက်ပေါ့နော်ဒီခုနှစ်ဖွဲ့လုံးကစုပြီးစစ်ကောင်စီနဲ့အပေးယူလောက်တာမျိုးရောအခုဆို TNL ကနေမီတွေရတာပြီဒီနေမီတွေလာမထိဖို့စသည်ပြီးအပါဝင်ပေါ့ စစ်ကောင်စီနဲ့ပေးယူကိုယ့်ဘက်ကအတာနဲ့လောက်တာမျိုးပေါ့ဖြစ်လာနိုင်ကြီးဘယ်လောက်ရှိမလဲအဲ့လိုချင်းတွေကတော့ဖြစ်နိုင်ကြီးအ ਨੇ ဆုံးကိစ္စဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်ဖြစ်နိုင်ကြီးအ ਨੇ ဆုံးဖြစ်တယ်ဆိုတာကနော်အခုညီနောင်သုံးပေါ်ကတင်ပိုက်ရယူထားတဲ့အနေထားတွေကရမ်းမြောက်မှာနေမကဘူးနော်ဘာမှပြည်နှက်မှာဖြစ်နေတဲ့အနေထားတွေရှိပါတယ်အဲ့ဒီအနေထားတွေကနေပြီးတော့ညီနောင်သုံးပေါ်တွေကအခု MNDA နဲ့ DNL တွေကိုရင်ဆိုင်ရတယ်ဆိုတာလေပြုတ်ရဖြစ်အားကြောင့်မလွဲမလျှောက်သားကြပါ သူတို့အနေနဲ့လည်းရောရတဲ့သဘောဖြစ်ပါနောက်တစ်ခုကဒီမူဆယ်မန်လေးစီဝါရေးလမ်းကြောင်းကြီးလက်ပွင့်တွားရုံနဲ့သူတို့အကျိုးစီးပွားတွေကိုလည်းဖြည့်ဆည်းနိုင်ချင်အောင်အကြောင်းသိပြီးတော့မရှိပါနောက်ပြီးတော့စစ်ကောင်စီပေါ်မှာယုံကြည်မှုကလည်းဒီညင်အောင်သုံးဘွဲ့မှာမရှိပါအခုကဘလွဲမရှောင်သာလို့ဒါအစည်းအဝေးတက်နေကြတယုတ်ကနေပြီးတော့ကျွန်တော်တို့ပြင်ဆက်ကြရိုက်လို့ဒါသူတို့ကလာတက်နေကြတာဖြစ်တဲ့အတွက်ခုနကလို့စစ်ကောင်စီကိုလိုက်လျောမှုတွေလုပ်ပြီးတော့ ွေဦးတော်လန်ရဲ့အချင်းကြီးပြောင်းလဲသွားနိုင်လောက်သောစစ်ကောင်စီနဲ့အပေးယူညီနောင်သုံးပေါ်မှာလှုပ်ရှားတိတ်ကြောင်ရှိစစ်ကောင်စီရဲ့စီအင်အားနဲ့စီအနေထားတိုက်ပွဲတွေတိုက်တိုင်းရှုံးဖြစ်နေတဲ့ဒီစစ်တပ်နဲ့အပေးယူလုပ်ဖို့ဆိုတော့ဒီညီနောင်သုံးပေါ်မှာလည်းသဘောထားရှိမယ်လို့ထင်ဘူး FBNCC တပွဲလုံးနေနေရတယ်အဲ့ဒါလိုလုံးမှာပေါ့သူတို့အနေနဲ့ရုပ်တော်လိုင်းရင်းမှာပါဝင်ခွင့်မရှိသည့်တိုင်အောင်ဖြစ်နိုင်တဲ့နည်းနဲ့ကတော့ဆက်လက်ပြီး ကူညီပေးသွားမယ်အခြေခံသဘောထားမျိုးတွေညီညီနောင်သုံးပေါ်မှာလည်းရှိတယ်လို့ကျွန်တော်ကတော့ယူကြည်ပါတယ်ခင်ကဲတော့เนาะဒီ32ခုစစ်စင်ရေးလိုမျိုးနောက်ထပ်စစ်စင်ရေးအစ်စ်တခုထပ်ပြီးထွက်ပေါ်လာမလားဆိုတာကတော့ဒါကျွန်တော်စောင့်ကြည့်ရအောင်ပေါ့เนาะကဲနောက်တဲ့ဒီဓမြမှုတွေဖြစ်တိုင်းပဲသူတို့ဒီပြူခွေးတွေကိုခေါ်ပြီးတော့ရိုက်နှက်စစ်ဆေးနေလို့ဆိုပြီးတော့ရဲခွေးတွေကိုလောင်မြိုက်ပောက်ကွယ်နေတဲ့ဒီဓမြခေါင်းဆောင်ပောက်ကတော်ရဲ့ဗီဒီယိုလေးကိုညွှန်ဆက်ပြီးတော့ကြည့်လိုက်ရအောင်ညာမန္တလေးပတ္တာစနဲ့ဓမြမှုများဆိုတဲ့ခေါင်းစည်းလေးပါဗျာ မန္တလေးပတ်သက်တဲ့ဓမြအုံမှာဆိုတော့အလုံးလဲစိတ်ဝင်စားလောက်မဲ့ထင်ပါတယ်ဗျာဥစဉ်ဟာပတ်သက်စာရင်းနဲ့ပတ်တက်လာလို့ရှိရင်ကိုကတာခေါ်ဆုံးမချင်ရိုက်လိုက်ဆုံးမလိုက်မယ်ကိုကတာခေါ်ရချင်ရိုက်လိုက်မယ်อืมတစ်ဖက်ကနိုင်လို့ဖြစ်စည်းလို့ရင်ဘူဒူဝပဲလုပ်လို့ဥစဉ်ဟာအမြဲတမ်းရှေ့ရနေမမမမရက်တည်ခဲ့တယ်ဆိုတာလဲဒါဥစဉ်လက်အောက်ကဥစဉ်ရဲ့လက်အောက်မှာနေတဲ့ပြုစစ်တွေပတ်သက်စာတွေကအတိဆုံးပါပဲဗျာ ။ဒါကြောင့်လည်းတချို့ဆိုလို့ရှိရင်ဥစဉ်ဟာတချို့ပုံမှုတွေဆိုလို့ရှိရင်ဥစဉ်ကိုမောင်းတဲ့ပုံမှုတွေရှိတယ်။ဟုတ်ပြီအခုမန္တလေးမှာဖြစ်တယ်ဖြစ်တယ်အားလုံးပေါ့နော်။ပြည်သူစစ်တရားမမှန်ပါလေဇိုးရီလူမိုက်တွေဇိုးရီလူမိုက်တွေအဲဇိုးရီလူမိုက်တွေကိုမန္တလေး121ဥောင်းနိုင်ထီးဒါကြီးတို့တို့ရှိရဆိုမှဥစဉ်တော့ဝိုင်းခွဲမှာဓာတ်တွေကိုဖွဲ့စည်းခဲ့တယ်။ဖွဲ့စည်းခဲ့တဲ့အတိုင်းပဲဇိုးရီလူမိုက်တွေရှိတယ်ဟုတ်လားအများကြီးပဲ။ဒါမျိုးတွေဥစဉ်တို့ဇိုးရီအဲ့တော့ဥစဉ်တို့ပြောချင်တာက မန္တလေးမြို့မှာဖြစ်လိုက်တိုင်းအများမှုဖြစ်လိုက်တိုင်းပြည်သူစစ်တွေကိုခေါ်စစ်တယ်ပြည်သူစစ်တွေကိုမတင်ငါကြီးတယ်ပြည်သူခေါ်မိတယ်အော်မီတာသန်ခိုင်မှုဆိုလည်းဒီတိုက်မဲ့ပြည်သူစစ်ကိုတများမှုနဲ့ခေါ်စစ်တယ်ရိုက်တယ်ဟုတ်လားရမ်းနဲ့နာတယ်ရမ်းနဲ့နာတယ်စိတ်မကောင်းတာကဥစဉ်တော့အဲ့လိုမကျေနပ်လို့တိုင်လိုက်လို့ရှင်သူတို့တို့လူချင်းချင်းရင်းမယူအာတို့အပတ်စဉ်41ကအပတ်စဉ်ဘလောက်ကသူတို့ပတ်တဲ့ရှိတယ်စစ်သားကနေရဲဖြစ်တယ်ခိုင်မှုဖြစ်တယ်ရင်းမယူရင်းမယူ ခံရတဲ့ကောခံရတဲ့သူ courses ခံရတဲ့သူမှာနဲ့နာတယ်။သူဘလို့နေမလဲခံစားသူတို့မှာခံစားချက်မရှိဘူး။သူတို့မှာအဲ့လိုလူလိုနားလေတဲ့စိတ်ဓာတ်မရှိဘူး။ courses မယ်ခေါ်မင်းမယ်။ခါလေကိုထိလဲရောက်ကျူးလွယ်မယ်။ခုမိတယ်။မြတ်တို့ပထမဆုံးကတည်းမြောက်ဖြစ်တဲ့ပတေကြီးကရဲပါလေ။အဲတော့ကလည်းဥစဉ်တိုက်ရိုက်ပြောတယ်။ဒကာကြီးဓာတ်တော်ဝန်နန်းမိကကြမှာရှင်ဖေရလည်းတိုက်ရိုက်ပြောလိုက်ပြီးတာပဲ။တိုက်ရိုက်ပြောလို့မှားသွားခင်ဗျားတို့ကျုပ်ကိုဖမ်းမှာပေါ့။ကျုပ်ကလှုပ်ရှားမှုပဲခင်ဗျားတို့ပြောပြတာ။ ဒေယစခန့်ပဲကနော်ဒါအများကြီးဖြစ်ခဲ့တဲ့အရာတွေနော်ပြုစစ်တွေတချို့လုတ်တယ်ဟုတ်လားဖြစ်တယ်ဦးဇင်းတို့ဟုတ်လားမြေကိစ္စတွေမှာလုတ်တာပိုဇက်ရှင်တွေလုတ်တာတွေအများကြီးရှိပါတယ်အဲတော့ဥပဒေတိုင်သွားကြပါဥပဒေတိုင်ရည်ယူကြပါဦးဇင်းပြောချင်တာကမခေါ်ပြီးမှ မစစ်ကြပါနဲ့ဟုတ်လို့တန်တရားဆိုင်နဲ့ညီလေးမေးချင်တယ်ဟုတ်လားတရားခံပုံစံမျိုးမလုပ်ကြပါနဲ့လို့မေတ္တာရခိုင်ကြပါတယ်နော်ခင်ဗျဒါခဏခဏတည်းတယ်ခင်ဗျားတို့ဖြစ်နောက်တိုင်းတိုင်နောက်တိုင်းဖြစ်သွားရင်လည်းခေါ်စီအောင်ပါပဲခင်ဗျားတို့က အန်ဒီယားစင်နဲ့စေအောင်ပါပဲစစ်မှာပေါ့မင်းတို့ကိုယ်တိုင်ကလည်းတကယ်ပဲဓမြလိုက်တိုက်နေရကြီးอ่ะเนาะတကယ်ကတော့တို့ဒီပြူခွေးတွေနဲ့ရဲခွေးတွေပေါင်းပြီးတော့ဓမြလိုက်တိုက်တာเนาะနောက်ဆုံးသတင်းဖုံမရဖိမရဖြစ်တော့တို့ဒီပြူခွေးတွေကိုပဲဒီရဲခွေးတွေကအပြစ်တွေပုံချတယ်အဲ့ဒါကိုဒီကောင်ကပောက်ကွဲတာကဲတော့ဒီညပိုင်းတင်ဆက်မှုလေးကတော့ဒီလောက်ပါပဲကျွန်တော်အားပေးကြတဲ့ကျွန်တော်ညီကောင်မောင်နှမတွေတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်နောက်ဗီဒီယိုမှာနောက်သတင်းကောင်းတွေနဲ့ပြန်တက်လာခဲ့ပါဦးမယ်ညာအားလုံးပဲကျမ်းမာပေးခင်ကြပါမယ်ညာ